မတခါလောကမှာလည်းအိတ်တက်ဆိုတော့ပြောပြောပါလေးနဲ့ဗာပြောကိုချစ်တဲ့သူတွေနဲ့ဖြတ်သန်းမယ်ဆိုပြောကိုကနေလည်းအကုန်ဟာပြောဆေးရနေလည်းပြီးသားပြီးသားပေါ့နော်အကုန်လုံးခြေထားပြီးသားဒါပေမဲ့လည်းစဉ်းစားလိုက်အချိန်မှာပေါ့နော်အဲ့ဒီအကုန်ကြားမဲ့ဇိတ်ကိုငလျင်ဘေးတင်ပြည်သူတွေအတွက်လူလိုက်တယ်ဆိုလို့ရှိရင်အများကြီးအထောက်အကူပြုတယ်ဆိုပြီးတော့အဲလူတန်းလိုက်တာပြပါတော့ပေါ့တဖက်မှာဒီလိုတိုက်တွေပြုပြီးစီးစင်ဥစားတွေပျက်စီးဆုံးရှုံးသွားတာပဲဟာကွာအဲ့လိုမရှိဘဲနဲ့အဲ့ဒါတွေကိုပြန်ယူပြီးလို့ရှိရင်မစားတဲ့ဈေးတွေနဲ့ပြန်ပြီးရွေးကိုင်း ဲ့လိုမျိုးကြားရတယ်ကြားလိုက်ကြရတယ်နော်မြင်နဲ့မြင်တွေ့ရတကယ်လို့လားမစမတဲ့ဈေးနှုန်းနဲ့ရောင်းတဲ့ဆိုင်တွေ့လို့ရှိရင်အကောင်းဝယ်လို့ရရင်ရလူကြပါမရလို့ရှိရင်ဝယ်လူကြအရှင်းရှင်းလေးရောက်တယ်လေနော်အဲ့တော့အင်တက်ကိုဟာကျွန်တော်တို့ဖြော်ပြေးနဲ့လုပ်မလို့ဖြော်ပြေးတွေပါတယ်မြန်မာစတားဖွဲ့ဟိုအစိုးရအဖွဲ့နဲ့အဲ့လိုခက်ခဏနာလုပ်မယ်ဒါပေမဲ့အခုလိုငလျင်လုပ်တဲ့ခါကျတော့အဲ့ဒီဖြော်ပြေးလုပ်မယ်ဆိုလို့ရှိရင်အ ਨੇ စုံမကုန်ဘူးဆိုလို့ရှိရင်30ကျော်အ ਨੇ စုံကုန်မယ်အများဆုံးဟို တရာဝစ်စာနဲ့ဆိုလို့ရှင်90ကျော်လောက်ကုန်မယ်အဓိကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆဆလုံးကတော့အဲဒါလည်းမဖြစ်သေးဘူးလေနော်ကိုရေးစာရေးပလန်ရတာတော့အဓိကတော့ဘာပြီးပြောတသက်မှာတစ်ခါလောက်ကမှာလေပြောပြောပါလေးနဲ့ဘာပြောကိုချစ်တဲ့သူတွေနဲ့ဖြတ်သန်းမယ်ဆိုပြီးတော့ကိုကျွန်တော်ညီမစတာအဖွဲ့လေးဆိုလို့ရှင်သူတို့လည်းလုံးဝအားတက်တရောလာပြီးကြားမယ်ဒီမလားပြောကြပါကြအိညာပေါ့နော်တီဝိုင်းနေလည်းစဉ်းစားတာတီဝိုင်းနေလည်းအကုန်ဟားပြီးကြစေရန်နေလည်းပြီးထားပြီးသားပေါ့နော်အကုန်လုံးခြေထားပြီးသားဒါပေမဲ့လည်းစဉ်းစားလိုက်တဲ့အချိန်မှာပေါ့နော်ဟိုစဉ်းစားလိုက်တဲ့အချိန်မှာဒီ ဆရာဆရာမဲအရှုံးခံမလားဒါမှမဟုတ်လို့ရှိရင်သူတို့ကိုဒီဆရာဆိုတာက30ရာခိုင်နှုန်းပဲ30ရာခိုင်နှုန်းပဲငွေချေထားတာဖြစ်တဲ့အတွက်သူတို့ကို90ရာခိုင်နှုန်းပြန်ပြီးတော့ငွေပေးပြီးတော့ပြန်ငားမလားဒါမှမဟုတ်လို့ရှိရင်30ရာခိုင်နှုန်းပဲဆုံးရှုံးခံမလားအဲအဲ့ဒီအဲ့လိုလိုပေးပြီးတော့ကျွန်တော်တို့30ရာခိုင်နှုန်းပဲဆုံးရှုံးခံပြီးတော့ channel 90ရာခိုင်နှုန်းကို ကလျံဘေးတဲ့ပြည်သူတွေအတွက်လူသားမှာဖြစ်ပါတယ်အဲ့လိုအဲ့လိုလေးတွေးပြစ်တာပါဗျာအဓိကတော့အများကြီးလည်းလူကြပါဘောနော်အများကြီးပဲနော်အဲတချို့ဒီခိုင်နှင်းဝင်လို့ခရရပါမှာဆိုလို့ရှိရင်လည်းတော်တော်များများထိထိရရလူကြတွေ့ပါတယ်ဒါပေမဲ့ကိုရီးယားကျတော့လည်းအဲဆိုပါဆိုအဲ့လောက်ဒီမဟုတ်တော့မှာပေါ့နော်ကိုရီးနိုင်တဲ့ဘက်ကနေပြီးတော့ဘယ်လိုမျိုးကူညီပေးရမယ်ဆိုတဲ့စိတ်ကလေးပဲမွေးပြီးတော့အဓိကတော့ဒီလိုအပ်နေတဲ့တကယ်လိုအပ်နေတဲ့နေရာပေါ့နော်ဘာပြောအခုဆိုတိုက်တေးအိမ်နေအများကြီးပြောရပါဘောနော်အဓိကဒီ ရေပေးမှလည်းရေပေးလျောက်ခံစားရတယ်အခုငလေးမင်းမှလည်းတော်တော်များများပေါ့နော်အသက်အန္တရာယ်ဆုံးရှုံးမှုတွေလည်းအများကြီးတွေ့ရတယ်နောက်တစ်ခါကျတော့အခုသူတို့ပေါ့နော်ကိုပိုင် ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘွားတစ်စစ်ချိုးထပ်ပြီးပြောင်းလဲသွားသလိုပေါ့နော်သူတို့နေတဲ့ပိုက်ဆိုင်တဲ့တိုက်ကြီးတွေပြိုသွားတာလေးစုံချုံမှုတွေအများကြီးပဲဖြစ်သွားဆိုတော့လေဘာပြောပြောအဲကိုယ်ဒီပမာဏလှူတဲ့ဟာကလည်းအဲသူတို့တက်ပေါ့နော်အများကြီးမှုန်အောင်မှာပဲတောက်တနေရပေါ့နော်အဲ့လိုလေးအဲရလိုက်မယ်လို့ထင်လို့ပါဗျာလူချင်းဝတ်လည်းရှိရည်နော်လူချင်းဝတ်မှာဆိုလို့ရှိရင်တစ်ဖက်ရင်ကနာရေးရှိတယ်ဆိုလို့ရှိရင်တစ်ဖက်ရင်ကတသိမ့်နေပေးရတယ်ဆိုတာဒါလူချင်းဝတ်ရှိတဲ့ခါကျတော့ကျွန်တော်ဖြောပြေးလုတ်လိုက်လုတ်လိုက်တယ်ဆိုလို့ရှိရင်ဒါစော်ကားရကြမှာဆိုတဲ့ခါကျတော့လေအဲ့ဒီအပိုင်းလူတွေကို ဖြတ်ပြီးတော့ကျွန်တော်လူသားမှာဖြစ်ပါတယ်အဓိကပေါ့နော်ဆုနာပြောဆိုပေါ့လူလူချင်းကိုချင်းစာလေးပေါ့နော်လူသားတွေကလူဆိုတာကြတော့အဓိကသူ့ရဲ့ ပို့ပြီးဟိုပြောတာကြာကျွန်တော်ညီမလူမျိုးမှာကြာသူရဲ့ပင်ကိုစိတ်ခံကြာတော့တနာတက်တယ်ဖေးမတက်တယ်စာနာတက်တယ်ပေါ့နော်သူတို့တွေအဲဘယ်လိုပြောမလဲခက်ခဲနေတဲ့အချိန်မှာကိုပြန်ကူညီပေးတယ်ကိုတွေခက်ခဲနေတဲ့အချိန်မှာသူတို့ဘက်ကပြန်ကူညီပေးရပေါ့နော်အဲ့လိုသဘောမျိုးပါပဲအဓိကဒီငလင်ဆိုတော့ကြာတော့ကျွန်တော်တို့ဒီပေါ့နော်မန္တလေးစကိုင်းနေပြီးတော့နှုတ်တယ်ဆိုရင်အဓိကကိုတွေရန်ကုန်ဘက်ကိုမရောက်နိုင်ဘူးလို့ပြောနိုင်ဘူးနော်အဓိကအများကြီးရှိတာပြောတာဘာပြောပြောညီမဒီထဲမှာနေရတဲ့အကြောင်းတစ်မျိုးနယ်တစ်မျိုးနယ်ဖြစ်တယ်ဆိုလို့ရှိရင်မဖြစ်တဲ့မျိုးနယ်တွေကပုံပြန်ပြီးတော့ sporting ပေးပြီးကူညီပေးကြတဲ့သဘောပါပဲကြာဟုတ် လောလောဆယ်တော့ဒီ line ပေါ်မှာတော့အရင်ဥဆုံးလူဖြစ်နေရတော့ဟုတ်အဓိက line ပေါ်မှာတော့လာပြီးပြောတဲ့သူတွေပေါ့နော်တကယ်လည်းအများကြီးပါတကယ်ပေါ့နော်သူတို့လိုအပ်နေတဲ့ဟာတွေအချို့ဆိုလို့ရှိရင်တောင်းရင်ကနေပေါ့နော်ကယ်ဆေးဖွဲ့ဆိုလို့ရှိရင်နည်းနည်းနည်းကျွန်တော်ဖက်ပြီးအဓိကကိုမသွားနိုင်သေးတော့ဖက်ပြီးလှူပေးတယ်ဒါပေမဲ့ကိုကိုတိုင်းကွင်းစီးလှူတဲ့အချိန်မှာကျတော့နည်းနည်းလေးနဲ့မရောက်လေနော်အားကြောင့်ကိုကိုတိုင်းလည်းထက်စုနေတယ် ရတဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့အခုပြန်လည်ထူထောင်ရေးအနေနဲ့သဘောပေါ့နော်သဘောအနေနဲ့လည်းဆောက်မှာဆိုတော့အဓိကသူတို့လိုအပ်တယ်ဆိုတော့ဥမာ anybody ဆောက်မှာဆိုလို့ရှိရင်ကိုနိုင်တဲ့ဘက်ကပေါ့နော်ဒီအိမ်ဆောက်မှာအနေနဲ့မှာဘာတွေလိုလဲနောက်တစ်ခါဘာတွေလိုအပ်လဲစားကြဆိုလို့ရှိရင်ဘယ်လိုတွေလဲဆိုတော့တခြားလေးစဉ်းစားပြီးတော့တိုင်ပင်ကြပါလိမ့်ကြဟုတ်ကဲ့ဒလောဆယ်မှာတော့ဒီတောင်ကူကိုဆိုလို့ရှိရင်ကျွန်တော်ရေလူထားတယ်ရေပြတ်တယ်ဆိုလို့ရေလူရေလူထားပြီးတယ်ပြီးတော့စကိုင်းဘက်ကဆိုလို့ရှိရင်ဥစဉ်တစ်ပါးပေါ့နော်ဟိုကကျွန်တော်တို့ အဲဆေးဘိုးဆိုပြီးတော့အဲ9တိန်းက9တိန်းတစ်ခါ30တစ်ခါလွှဲပေးထားတယ်ပျော်ပွဲအတွက်ကအဲကျွန်တော်တို့ဟိုဟာ9တိန်းဟိုဟာလူပေးထားပါတယ်ခင်ဗျာတကယ်ပါအဲ့ဒါတွေကလေအမှန်တိုင်းဆိုလို့ရှိရင်တော့နော်မဖြစ်သင့်မဖြစ်တိုက်ဘူးမလုပ်သင့်မလုပ်ထိုက်တဲ့အရာတွေပါဘာကြောင့်လဲဆိုတော့ဟိုဟိုဒီညမာပြည်တဲမှာပဲနေဒီပိုဆိုးတာပေါ့နော်ဂျင်းလူပဲပေါ့လူသားရလူနောက်တစ်ခါကျတော့ဒီဗမာအချင်းချင်းတောင်မှပဲအဲ့လိုမျိုးတွေလုံနေတာတွေ့တော့လေဘာပြောပြောစိတ်မကောင်းမှဖြစ်မိတယ်နောက်တစ်ခါကျတော့ဒေါသလည်းထွက်မိတယ်ပေါ့နော်ဘာကြောင့်များလဲပေါ့ တစ်ဖက်မှာဒီလိုတိုက်တယ်ပြုတ်ပြီးစီးဆင်းဥစားတွေပျက်စီးဆုံးရှုံးသွားတာပဲဟာဟိုမှာသူကအဲ့လိုမရှိဘဲနဲ့အဲ့ဒါတွေကိုပြန်ယူပြီးလို့ရှိရင်မစားတဲ့ဈေးတွေနဲ့ပြန်ပြီးရွေးကိုင်းအဲ့လိုမျိုးကြားရတယ်ကြားလိုက်ကြရတယ်နော်မြင်လည်းမြင်တွေ့ရတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့အခုဒီပေါ့ကုန်စင်တော့နေဆိုလို့ရှိရင်တော့တချို့လှူမယ်ဆိုလို့ရှိရင်မှအဲ့ဒီလိုပဲပစ္စည်းတွေ ရှိပါတယ်ကျွန်တော်တို့ရေပေးတော့လာလေနော်လုံးဝမလျှော့ပေးဘူးကြလုံးဝမလျှော့ပေးတဲ့ပြင်လေအဲဒါကဒီလောက်ကြိုက်မှယူမကြိုက်မှယူမကြိုက်မယူနဲ့ဆိုတဲ့သဘောမျိုးယူတယ်ဝယ်သူတွေအများကြီးရှိတယ်အာတော်တော်ပါဒါပေမဲ့ကိုကလည်းမဖြစ်မနေလူအားမှဖြစ်တယ်လို့ကြောင့်ဩထားလိုက်ပါတော့လေဆိုပြီးတော့ပဲ နော်အဲ့ဒါကိုကိုယ့်အကိုစိတ်ချော့ပြီးတော့ဘာပြောအဓိကကိုလူအကိုအရေးကြီးတယ်နော်သူကဈေးဘယ်လောက်တင်ဒါသူရဲ့ခံနာအဓိကကိုရဲ့ခံနာကြာတော့တူရမယ်ဆိုတဲ့စိတ်နဲ့ပဲအဲလုတ်ပြီးတော့မှတေချာလေးလိုတဲ့ပစ္စည်းတွေဝယ်ပြီးတော့တူရအခုခောက်မှာလည်းအဲ့လိုပဲဆိုရင်နော်ဒါပေမဲ့အခုခောက်မှာအဲ့လိုဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကစနောက်ပြီးတိုက်ပါတယ်တကယ်လို့တော့မစမတဲ့ဈေးလုံးတွေရောင်းတဲ့ဆိုင်တွေ့လို့ရှိရင်ကောင်းဝယ်လို့ရရင်ရကြပါမရလို့ရှိရင်ဝယ်လူကြအရှင်းရှင်းလေးပဲဟုတ်တယ်လေနော်တန်တန်ကြီးပြပြီးဝယ်တာအောင်မှာအစမတန်ရောင်းလဲဆိုလို့ရှိရင်တော့အဲ့ဒါအမှန်တော့ဝင်လို့တင်တယ်နော်အဓိကကတော့ဗာလဲဆိုတော့ကောင်းလာတော့တာလေနော် အဓိကပေါ့နော်အခုလိုဖြစ်သွားတဲ့အချိန်မှာလည်းဘာပြပြောပေါ့နော်အသက်ရှင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဘာပြပြောဘလောက်ပဲစီစဉ်ဥစ္စာတွေပျက်စီးသွားပျက်စီးသွားပြိုလဲဝါပြိုလဲဝါပေါ့နော်အဓိကလူဒီအသက်ရှင်နေသူပြန်ရှာလို့ရတယ်ပေါ့နော်ဘယ်အချိန်မှာဆိုအဓိကအသက်ရှင်နေသူတွေအကုန်လုံးပြန်လုပ်လို့ရတယ်ပြန်ရှာလို့ရတယ်မိသားစုဆိုတာလည်းအသက်ရှင်နေပြန်ပြီးအသေးရလို့ရတယ်နောက်တစ်ခါကျတော့စီစဉ်ဥစ္စာလည်းပြန်ရှာလို့ရတယ်ပေါ့နော်အဓိကကျတော့အခုအသက်ဆုံးရှုံးနေတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်မိသားစုမှာပါလို့ရှိရင်ဘာပြပြောကိုကအသက်ရှင်နေသူဖြစ်ရတဲ့ကြအကောင်းဆုံးဆက်ပြီးရောအားမွေးပြီးရောဘာပြောသူတို့ကောင်းမှုကုသိုလ်လေးလုပ်ပေးကြပါ အခုပါတော့ကျွန်တော်တို့အခုမဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းเนาะအဓိကကျွန်တော်တို့ရတဲ့တိုင်ဝင်ကားကြတော့လေမျက်စိတမွေရုံမှာဖြစ်သွားတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တန်ကအများကြီးရပြီးတော့ကောင်းတာတွေပဲဆက်လုပ်သွားမယ်အဓိက၈၀လျှောက်လို့ရှိရင်လည်းအကောင်ဆုံးအဲနီးမှန်လမ်းမှန်နဲ့ရှောက်ဖို့ပဲရှိပါတယ်ဗျဟုတ်ကျေးဇူးပါဟုတ်